ဆက်ပေးမဲ့တဲ့တင်ကတော့ယူလူပါလိဘူလူပွဲအတွက်အခမဲ့လက်မဲ့မရ၍မယူဝင်နေများဒေါသပေါက်ခွဲတဲ့ဆွဲတဲ့တင်ဖြစ်ပါတယ်။စပါတင်နဲ့ကစားရမယ်ယူလူပါလိဘူလူပွဲအတွက်အသေးစီကနေအခမဲ့ချရှိခွေလက်မဲ့တွေမရခဲ့တာကြောင့်မယူသေးဝင်နေတွေဟာဒေါသထွက်ကအသေးတောင်းရင်ရှိသူတွေကိုဖြည့်ဆည်းချက်ပေးဖို့တောင်းဆိုနေရလို့သိရပါတယ်။ မန်ယူအသင်းအတွက်လက်မှတ်ခွဲရန်အတောင်းခွဲရခဲ့ပြီးလက်ရှိအသင်းဘုံဘွဲဟာရခိုင်ကလိုမျိုးအသင်းရဲ့အမြဲတမ်းဝန်ထမ်းတွေကိုအခမဲ့လက်မှတ်တွေပေးဖို့လို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်မန်ယူအသင်းရဲ့ကစားရမယ့်စပါတင်ကအသင်းရဲ့မြေတံဝင်တန်း900ကျော်ကိုအခမဲ့တူရှိခွေလက်မှတ်တွေပေးအပ်ခဲ့ချိန်မှာမန်ယူအသင်းတာဝန်ရှိသူတွေကထုံးစံကိုဖောက်ပြဲပြီးအခမဲ့တူရှိခွေလက်မှတ်တွေမပေးခဲ့တာကြောင့်ဝန်ထမ်းတွေဘက်ကတော့တောက်ထွက်ပြီးပောက်ကွဲခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းကိုအသင်းကူပြောင်းမှုတွေလုံဆောင်နေတယ်။စာဂျင်ရက်ဟာအသင်းမှာပိုရှင်နေတဲ့ဝန်ထမ်းတွေကိုချောချောမှုတွေလုံဆောင်ခဲ့တယ်လို့အစားမလိုအပ်တဲ့အသုံးစရိတ်တွေကိုလည်းချောချောပြတ်တောင်းမှုတွေလုံဆောင်ခဲ့ရလို့သိရပါပါတယ်ရှင်။ဒီစတဲ့ကိုရောရင်ကျအောင်ကပြပို့လာတာပါ။